ာချိုအကားသာကိုလာရှိုမျိုးကနေကိုကန့်တက်တွေဆုတ်ခွာသွားပြီးနောက်ရာနဲ့ချီတဲ့စစ်ကောင်စီရင်တန်းဟာလာရှိုမျိုးတွင်းကိုဝင်ရောက်လာပြီးမြို့အဝင်မှာရှိတဲ့ခြေလင်းတက်ရင်လေးတိတက်နဲ့ထောက်ဖို့တက်6 6မှာတက်ဆွဲထားတယ်လို့ဒေသခံတွေကပြောပါတယ်။မနေ့ဧပြီလ20ရက်မှာရှမ်းမြောက်လာရှိုမျိုးကိုပြန်အုပ်ချုပ်ဖို့ဝင်လာတဲ့စစ်ကောင်စီရင်တန်း200ကျော်ရှိပြီးစစ်အင်အား2000ကျော်ရှိနိုင်တယ်လို့လာရှိုမျိုးရှိဒေသခံတွေကရှုထင်ကိုပြောပါတယ်။ စစ်တပ်ဘက်ကအင်အားအလုံးရင်းနဲ့ဝင်ရောက်လာပြီးနောက်ဒီနေ့ဧပြီလ23ရက်မှာလာရှိုမြို့တွင်တဲ့ကိုကန့်တပ်ဖွဲ့ဝင်တွေမတွေ့ရတော့ဘူးလို့ဒေတာခန်တွေကဆိုပါတယ်။တရုတ်ရဲ့ဂျောင်းဝင်စစ်ဆေးမှုကြောင့်စစ်ကောင်စီနဲ့ MNDAA ကြားအပြစ်ရဖို့သဘောတူခဲ့ပြီးနောက်ကိုကန့်တပ်ဟာလာရှိုမြို့ကနေထွက်ခွာရမှာဖြစ်ပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တွေဝင်ရောက်လဲပတ်မှာဖြစ်ပါတယ်။လာရှိုမျိုးကိုစစ်ကောင်စီထံငင်းချမ်းစွာလွှဲပြောင်းပေးဖို့ တရုတ်နိုင်ငံရဲ့အပြည့်ရဲ့စောင့်ကြည့်ရေးအဖွဲ့လာရှိုးမျိုးတို့ပို့ဆောင်ထားတယ်လို့တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမနေ့ဧပြီလ22ရက်သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာ လာရှိုးမျိုးကို MNDA နဲ့ຫນွေဦးတော်လှန်ရေးတပ်တွေကပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ3ရက်မှာတိုက်ခိုက်သိမ်းပိုက်ထားပြီး ရှီလာကျော်ကြာမှာစစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးခဲ့ရတာပဲဖြစ်ပါတယ်။စစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေတဲ့တော်လန်ရင်အားစုတွေကတော့ပြုတ်နိုင်ငံဟာမြန်မာပြည်သွင်းရေးကိုပေါ်ပေါ်တင်တင်ဝင်ရောက်ဆုဖက်နေပြီးစစ်ကောင်စီဘက်ကိုတဖက်သက်ရက်တည်နေတယ်လို့ပြောဆိုကြပါတယ်ရှင်။မြန်မာနိုင်ငံရဲ့တကောင်မရှိဘူး။တကောင်ကလည်းရှိတယ်။နိုင်ငံတိတ်ပြပြမနောပြည်ရည်ရည်လာခုမရအောင်။ပြတ်တယ်နော်တိတ်နော်